နတ်ပြည်6ထပ်အကြောင်းလေးနည်းနည်းပြောမယ်။နတ်ပြည်6ထပ်ဆိုတာနံပါတ်1ကသုတ္တမဟာရာဇိကသုတ္တမရဲ့နတ်ပြည်ဒီလိုခေါ်တာပေါ့သုတ္တမဟာတာဝရင်သာယာမတုတိတာနေမနရတိပရနေမိတဝတဝတိဆိုပြီးတော့နတ်ပြည်6ထပ်သုတ္တမဟာလို့ဆိုတာသုတ္တမရဲ့နတ်ပြည်ဆိုတာနတ်မင်းကြီး၄ပါးပေါင်းပြီးတော့အုပ်ချုပ်တဲ့တိုင်းပြည်ခေါ်တာ တရရတနမင်းတို့ဂန္ဓဗနမင်းတို့ဝိရုလကနမင်းတို့ကုဝေရနမင်းတို့အဲ့ဒီနမင်း၄ပါ အုတ်ချုပ်တဲ့နတ်ပြည်ကိုဗာနတ်ပြည်ခေါ်တော့စတုမဟာရိနတ်ပြည်လို့ဒီလိုခေါ်တယ်ဥစဉ်တို့လူပြည်နဲ့နှီးဆုံးလို့ပြောလို့ရတာဟုတ်လားအဲ့ဒီစတုမဟာရိနတ်ပြည်ရဲ့အထက်ကမှာဗာလဲမေးရင်တာဝရိန်သာ တာဝရိန်သာဆိုတာအစဆုံးက တာဝတိန်သာတာဝတိန်သာ30မြလောက်တော့ လူပြေကကောင်းမှုပြုသွားတဲ့လူတွေအခြေချပြီးနေထိုင်ကြရာဖြစ်လို့တာဝရင်သားဒီလိုခေါ်တာအကြမင်းကြီးကအဲ့ဒီမှာအုပ်ချုပ်တယ်အဲ့ဒီမှာတော့သူတယောက်တည်းအုပ်ချုပ်တယ်သောသောကနတ်ပြည်မှာတော့၄ယောက်အုပ်ချုပ်တာနော်နတ်မင်းကြီး၄ပါအဲ့တော့ဦးဇင်းတို့လူပြေကမှာလူတွေအားအကြဆုံးနဲ့အကောင်းဆုံးတွေတော်တော်များများစုတာလဲအဲ့ဒီပဲဥမာသူဇာတာမြို့သမီးတို့နေတဲ့နေရာတို့နန္ဒာရေကန်းတို့ ဝေဇယန္တာပြတ်တ်တို့သူဓမ္ေယတို့ရှိာသည်အဲ့ဒီတာဝရင်သာပဲဟုတ်ပြီလာအဲ့ဒီတာဝရင်သာမှာဟောအဲ့တော့တာဝရင်သာနတ်အုတ်ချုပ်တာဘယ်သူလဲမေးလဲတော့တရားမင်းတာဝရင်သာနတ်ရဲ့ထက်ကဘာနဲ့လဲမေးလဲတော့ယာမဟုတ်တယ်မလားအဲသုရမဟာတာဝရင်သာယာမယာမနတ်ပြည်ထားနတ်ပြည်တဲ့စာရင်နည်းနည်းနည်းတယ် ဘာဖြစ်လို့လို့မေးလဲတော့ဓမ္မဂရိကနတ်သားတွေဖျားလောက်နတ်သားတွေဖျားရဲ့မေတော်တွေခမီးတော်တွေနေတဲ့နတ်ပြည်ဖြစ်လို့အဲ့ဒီနတ်ပြည်ဟာတရားဓမ္မတခြားသောနေရာဌာနတွေတဲ့ပူရီလို့ဒီလိုပြောလို့ရတာပေါ့ဟုတ်လားအဲအကြောင်းမဦးစင်းတို့တော်တော်များများဟာတုတိတာနတ်ပြည်ကိုဆူတောင်းကြတယ်ဥပမာနတ်ပြည်ရယထား၆ဆင်းနဲ့လာပြီးတော့လူပဲဆိုရင်လူပြည်ကကောင်းမှုအင်မတန်ကြီးတဲ့လူတွေဥပမာဓမ္မိကနတ်သားဓမ္မိကဥပဒကကြီးပေါ့ သူတို့မျိုးသား900စုပေါင်းပြီးဥပုသ်ဆောင်သုံးနေကြတရားနဲ့နေနေကြအဲ့ဒါကကြီးအသေကဏိကာလရောက်တဲ့အခါနဲ့အထာချောင်းစင်းလာလူလာအပြိုင်ဆိုင်လူကြတဲ့အခါမှာနေအောင်ကငါဖရဲလောင်းနေနေတဲ့နေရာတရားနာခွင့်ရတဲ့နေရာဖရဲလောင်းရဲ့မေတော်ခမည်းတော်တွေရှိတဲ့နေရာပဲငါသွားကျင်တယ်ပြောလိုက်တဲ့အခါတုတိတနာတအဲ့ဒါကျွန်တော်တို့ရဲ့အနတ်ပြည်တပြည်ပဲရှိတယ်ကျန်တဲ့နေရာမရှိဘူးလို့ဒီလိုပြောတာအဲ့ဒါနဲ့အဲ့ဒီဓမ္မိကနတ်သားဟာအဲ့ဒီကိုရွေးသွားတာဟုတ်ပြီလားအဲ့ဒီကိုရွေးသွားတာနောက်တစ်ခါ ငါးခုမြောက်နတ်ပြည်ကနေမနရတိနေမဆိုတာဘာလဲလို့မေးလိုက်တော့လူရစီးစဉ်ကိုမိမိဘာသာဖြန်ဆင်းပြီးတော့ရတိမွေ့လျော်ကြအဲ့ဒါနေမနရတိခေါ်တာဥမာကိုအင်ကြီးလာလာလေးလူချင်းနဲ့ဘာအင်ကြီးလေးဘာအယောင်လေးဆိုကိုဖြန်ဆင်းတဲ့အတိုင်း तू ကပေါ်လာတာအဲ့ဒါလေးကနှစ်သက်စရာဘာလေးစားခြင်းနဲ့ဆိုရင်ကိုယ်စိတ်တွေကနေပြီးတော့ကိုယ့်ကိုဖြန်ဆင်းပြီးတော့မှစားတာ ဟုတ်လား သူတော်ကောင်းတို့တွေအိမ်ကကိုယ့်အိမ်မှာကိုယ်ဘာအချင်းလေးစားခြင်းလဲဆိုအချင်းကျက်ကလေးချက်အချိုးလေးစားခြင်းဆိုအချိုးလေးကိုယ့်ဘာကိုယ်ပဲလှုပ်ကြတာမလားကိုယ့်ဘာကိုယ်လှုပ်တဲ့ခါမှာခန္ဓာကိုယ်နဲ့လှုပ်ရတယ်ကိုယ်ကစိတ်နဲ့တင်ဖန်ဆင်းတာအဲ့ဒါနေမနရတိနတ်ပြီကြိုက်စရာတော့သူကလွန်ကောင်းတယ်နော်တချင်းဆန်ကောင်းကောင်းလေးကြားခြင်းနဲ့မို့လားဟဲ့ဘာတချင်းလေးစောင်းဆန်လေးပေါ်လိုက်ကောင်းလိုက်မာလို့စိတ်ထဲညွတ်လိုက်တာနဲ့စောင်းဆန်လေးတီးပြီးတော့သူ့မှာအဲ့ခံသွားတာမြတ်မဆိုင်ဝိုင်းဆန်လေးဆိုမြတ်မဆိုင်ဝိုင်းဆန်နဲ့မှာပေါ့နုညံ့တဲ့အတန်လေးတွေသူ့လိုချင်တာသူချင်တာဒီလိုမျိုးလာတာ ဟိုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအရှင် နုရုဒ္ဓရဲ့ဘဝတစ်ခုကမိဖုရားတော်ခဲ့တဲ့အမျိုးသမီးတရားအဲ့ဒီမနှက်ပြေမှာရောက်ဟုတ်လားအဲ့ဒီနှက်ပြေမှာရောက်ပြီးတော့နေတဲ့မျိုးသမီးကအရှင်နုရုဒ္ဓသည်လာတဲ့အခါအဲ့သူ့ဘသူသူ့စိတ်နဲ့ဖန်ဆင်းပြီးတော့တခြင်းလေးတွေဓမ္မဂီတာလေးတွေလာလာပြီးဖြော်ပြလေးရှိလို့ကြားဘူးတယ်ဟုတ်ပြီလားအဲ့အဲ့တော့ပြောချင်တာနေမနေရတိဆိုတာကိုယ်စိတ်ကြက်ကိုယ့်အကိုဖန်ဆင်းပြီးတော့ နေတဲ့နေရာမျိုးကိုနေမနရတိလို့ဒီလိုခေါ်တယ်။ဟုတ်ပြီနော်။နောက်တကနံပါတ်6ကပရနေမိတာ။ပရဆိုတာကသူတော်ဘာနေမိတာကဖန်ဆင်းတာ။ကိုနေမဲ့အိမ်ကိုနေမဲ့ဗိမာန်ကိုကိုဘကူမလို့ဘူးသူများကနေဖန်ဆင်းပေးရတာ။သူကတမျိုးပရနေမိတာနတ်။တာမန်ကြည့်ရင်တော့နတ်ပြင်းပေါ့။ဟုတ်လား။ကိုနေမဲ့နေရာတော့ကိုဘကူမလို့ တကယ်တမ်းကျ तू ကထိတ်ဆုံးရောက်နေတာဆို तू ကအမြင့်ဆုံးဖြစ်နေတယ်မလားချမ်းသာတဲ့လူတွေဘာတွေကိုကြည့်ရင်လဲကိုနေမဲ့အိမ်ကိုကကိုမဆောက်ဘူးလေပြန်လက်သမပတ်စံပေးခိုင်းမှာအင်းဒီယာပတ်စံပေးခိုင်းတယ်ဒီလိုမလားအေးနည်းနည်းဒီပုံစံမျိုး तू ကတက်ရောက်သွားတာပေါ့အဲ့ဒီနတ်ပြည်မှာအုပ်ချုပ်တာကဘာလဲမေးလိုက်တော့ဝသဝတီနတ်မင်းကြီးအုပ်ချုပ်တယ်အဲ့တော့နတ်ပြည်6ထပ်ဦးဇင်းတို့တို့တွေစရုမဟာရာဇီ ဖြင့်နတ်ပြည်ကနတ်မင်းကြီး၄ယောက်အုပ်ချုပ်တဲ့တာဝရိန္ဒာနတ်ပြည်ကတရားမင်းအုပ်ချုပ်တဲ့ရာမန်နတ်ပြည်ကသူ့ရာမန်နတ်မင်းအုပ်ချုပ်တဲ့တုတိတာနတ်ပြည်ကတန်တုတ်တိတာနတ်သားကြီးအုပ်ချုပ်တယ်တဲ့နေမန္တရတိနတ်ပြည်ကသူ့နေမိတာနတ်သားကြီးအုပ်ချုပ်တယ်ပရနေမိတာဝသဝတိနတ်ပြည်ကပရနေမိတာနတ်သားကြီးအုပ်ချုပ်တယ်လို့ဒီလိုနားလည်ရမယ်နော်